ငလီလုတ်တဲ့အချိန်မှာကိုလူယုံပြီးထွက်ပြေးခဲ့ပြီလို့အရှက်ရနေကြောင်းပြောလာတဲ့မင်းသားတူတအောင်ရန်ကုန်ဆယ်လီနယူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင့်လက်တလုံးမှာတော့မြန်မာပြည်သူပြည်သားတွေကငလီတဘာဝဘေးကြီးကိုခံစားနေကြတာပဲဖြစ်ပါတယ်ငလီတန်ကိုမန္တလေးစကိုင်းမှာရှိတဲ့ဒေသခံပြည်သူတွေကအများဆုံးခံစားခဲ့ရပြီးမြန်ကျန်ရှိနေတဲ့သူတွေကလည်းငလီကြောင့်မိသားစုတွေပြုတ်ကွယ်ပြီးအိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတဲ့အခြေအနေတွေအတွက်ပူဆိုးတော့ကရောက်နေကြတာဖြစ်ပါတယ်ငလီကတော့ဒီကနေ့အချိန်ထိအောင်အချိန် ီးကတည်ငြိမ်မှုမရှိသေးပါဘူး။အင်အားပြင်းကလေးကြီးလှုပ်ခတ်ပြီးရဲ့နောက်ပိုင်းငလျင်အသေးစားတွေလှုပ်ခတ်ကသဘာဝပဲဆိုပေမယ့်လက်ရှိအခြေအနေတွေကငလျင်လှုပ်ခတ်မှုကအသေးစားထက်ကျော်လွန်ပြီးလှုပ်ခတ်တဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။ဒါကြောင့်မန္တလေးနဲ့စကိုင်းကဒေသခံတွေကမိမိတို့ရဲ့နေအိမ်တွေမှာဝင်မနေရကြသေးပါဘူး။တချို့ကလည်းအိမ်လုံးကျပျက်စီးသွားတာကြောင့်လမ်းဘေးမှာပဲစားဝတ်နေရင်ကို ဖြည့်ရှင်းနေရတာပါ။အခုလိုငလျင်ပီးတဲ့ကိုစိုးစိုးရောင်ရခံစားနေရသူတွေအတွက်လည်းအနေနဲ့အရရက်ကပြည်သူပြည်သားတွေနဲ့အမှုပညာရှင်တွေတာမကအ နိုင်ငံရဲချာကကုညီကေစိအသိနေကပါဝင်ရောက်ကုညီနေရပဲဖြစ်ပါတယ် မြန်မာနိုင်ငံကအမှုပညာရှင်တွေမှာတူတာအောင်ကလည်းအင်တိုက်အားတိုက်ပါဝင်လာခဲ့ပါတယ်။တူတာအောင်ကဇလန်တွဲရီရုပ်ရှင်ဇာတ်ကားတွေရရင်ပရိသတ်အားပေးမှုအပြည့်အဝရရှိထားတဲ့မင်းသားတက်လက်ဖြစ်ပါတယ်။ငလင်လောက်ကတဲ့နေ့ကလေးကဒီကနေ့ချိန်ထိကုညင်ကေစိန်လုပ်ငန်းတွေကိုဦးစီးဦးဆောင်လုပ်ပြီးလှုပ်ဆောင်ပြနေပါတယ်။ကိုရိုင်းလည်းငွေကြက်350ကျော်ကိုလှူဒန်းခဲ့တယ်လို့ MN တကယ်ခက်ခဲနေတဲ့သူတွေကိုလည်းကိုတီလက်ရကူညီမှုတွေပြုလုပ်ပေးနေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်ပရိသတ်တွေရတော့မင်းသားတူတအောင်အတွက်တာရုခေါ်နေတာပါတူတအောင်ကတော့ငလင်အတွင်ပျက်စီးဆုံးရှုံးမှုကြောင့်ဒုက္ခရောက်နေတဲ့သူတွေကိုမြေပြင်ထိကိုထိလက်ရောက်လှူဒန်းပေးခဲ့ပါတယ်။စိတ်ယုံရောက်နေတဲ့လူနာတွေကိုငွေကြေးတွေတောင်းရောက်လှူဒန်းနေတော့ငလင်တက်မှန်လောက်ခတ်မှုနဲ့ကြုံခဲ့ရတာပါ။တူတအောင်ကတော့စိတ်ယုံမှာလှူဒန်းမှုတွေလုပ်နေတော့ငလင်လောက်ခတ်ချင်းသူ့ရဲ့ရှင့်ရစရာအပြုမှုတစ်ခုကိုပရိသတ်တွေကိုရှင်ဖွင့်လာခဲ့ပါတယ်။တူတအောင်ကငလင်လောက်ခတ်ချင်းမှာစိတ်ယုံကတဲ့ပေါ်မှာရှိနေတဲ့လူနာတွေကိုဂရုမစိုက်နိုင်တော့ဘဲကိုလွတ်ယုံပြီးထွက်ပြေးမိသွားတယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ကြောက်ပြီးကိုယ်တိုင်အန်ဒီယံမဖြစ်ဖို့ကိုသာတွေးမိသွားတာကြောင့်အခုလိုကိုလိုယုံခဲ့ပေမဲ့ငလင်လောက်ခတ်ပြီးတတိပြန်ကတ်လာချိန်မှာတော့သူရဲ့လုံရက်ကအမာကြီးမာပြီးရှက်စရာကောင်းနေလို့ဆိုလာခဲ့ပါတယ်။သူတာအောင်ကအခုလိုအလူတန်းတွေလုံနေတော့ငလင်လောက်ခတ်တာကြောင့်ထွက်ပြေးသွားခဲ့ပြီးမြင့်စင်ယုံတွင်ကလင်ပေါ်မှာငလင်ဒုက္ခကိုခံစားနေရတဲ့ကိုဝန်ဆောင်မိခင်တွေခြေလက်အင်ကာပြက်စီးနေရတဲ့ကလင်ငယ်တွေလူနာတွေဆိုရင်ဘလောက်တောင်အားကိုရမယ်ပြီးကြောက်နေမလဲဆိုတာပိုပြီးခံစားမိလေလေကိုရဲ့အရှင်ရမိလေလေပဲဆိုပြီးသူရဲ့အမတ်မတင်လောက်ရက်တခု အတွက်အရှက်များစွာရနိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါပြင်သူကိုယ်တိုင်ကငွေအားသာကူညီနိုင်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေမှာကိုယ်တိုင်ဝင်ရောက်ပြီးမကူညီနိုင်တာကြောင့်တာဝန်မကျေဘူးလို့ခန်းစားမိနေရပဲဖြစ်ပါတယ်။ ဒါကြောင့်နေစဉ်ရက်ဆက်လူရမ်းမှုတွေလုပ်ပြီးငလင်ဒုက္ခတွေတွေကိုအားပေးစရာပြောနေခဲ့တယ်လို့ဆိုပါတယ်။သူ့အနေနဲ့နေကင်းဘက်တွေမှာလူရမ်းမှုတွေတောက်လျှောက်လုပ်ပြီးငလင်လောက်ခတ်မှုတွေရှိနေသေးတာကြောင့်ညဘက်တွေမှာလည်းကောင်းကောင်းအိပ်မပြောင်းနိုင်တဲ့အတွက်ကယ်ဆိုင်လုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့အဖွဲ့ဆိုရင်ပင်ပန်းမှုထန်တွေကိုပို့ပြီးခန်းစားမှဖြစ်တဲ့အတွက်ဒီကနေ့အချိန်တည်းအားသူမှန်တက်လုပ်ကိုင်ပြီးနေတဲ့ပေါ်လေးစားမိကြောင်းချီးကျူးစကားပြောလာတာပေါ့။ကြီးစုနေကြတဲ့ပြည်သက်တို့အနေနဲ့ရောတူတအောင်တရားလူတန်းမှုလုပ်နေချိန်ငလင်လုံလို့ကိုလူယုံပြည်ခဲ့တဲ့ပေါ်အရှင်ရနေတာကဖြစ်တဲ့လာ မဖြစ်တင်လာဘူးလားဆိုတာပြောပြသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများကြီးပဲတင်ပါတယ်ရှင်။